အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြိုသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲဒီနေ့မှတော့ကျွန်တော်တို့ FA Plus Semi Final မှာတော့ Nottingham Forest နဲ့ Manchester City တင်းနဲ့တွေ့မယ်ဒါကျွန်တော်တို့မနေ့က Semi Final ကိုတော့ကျွန်တော်အစအဆုံးကြည့်ဖြစ်လိုက်တယ်ပေါ့နော်ကျွန်တော်ဒါမနေ့ကလည်းအားနေတော့အိမ်လည်းမေ့ချင်းတိတော့ကျွန်တော်တို့ Okay ဒါဆိုလည်းကျွန်တော်တို့ဒါ Semi Final လေးကြည့်ကြတာပေါ့ဆို Semi Final ကျွန်တော်ကြည့်ဖြစ်လိုက်တယ် တတော်ကြီးကိုကောင်းတဲ့ဆီမီဖိုင်နယ်ပြတတော်ကြီးကိုကောင်းတဲ့ဆီမီဖိုင်နယ်ဒါကျွန်တော်တို့အက်စတန်ဗလာအသင်းကဒီမနေ့ကပွဲစဉ်မှာဒါကျွန်တော်ခရစ်တယ်ပဲလစ်ကိုအနိုင်ယူမယ်လို့ AC အကုန်လုံးတွက်ထားခဲ့ပေမဲ့ခရစ်တယ်ပဲလစ်အသင်းကပဲမနေ့ကအက်စတန်ဗလာကို3ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်သွားခဲ့တယ်အဲ့တော့မနေ့ကပြောချင်တာကခရစ်တယ်ပဲလစ်ကလက်ရှိမှာဒါကျွန်တော်တို့ underdog ဖြစ်တယ်ဘောနော်ဒါကျွန်တော်ပဲလစ်အသင်းနဲ့ခုလက်ရှိမှာ underdog အနေနဲ့ကျွန်တော်တို့ FA Final ကိုတက်လှမ်းသွားခဲ့ဖြစ်တယ်အဲ့တော့ အဖေဘလာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Northern Forest အသင်းနဲ့ Manchester City တင်းနဲ့တွေ့မယ်။ Nuno Espirito Santos နဲ့ဒါရှိမှာဒါ Pep Guardiola ကိုတွေ့မှာပေါ့နော်။အဲ့တော့ဒီနှစ်မှာဒါကျွန်တော် Northern Forest အသင်းအနေနဲ့ဒါ Manchester City နဲ့နှစ်ကြော့တွေ့ထား Northern Forest ရဲ့အိမ်ခွင်းမှာ1-0နဲ့ Real and 2-0နဲ့ကတ်နိုင်တယ်။ဒါပေမဲ့ Manchester City ကသူတို့ရဲ့အိမ်ခွင်းမှာ Nuno Espirito Santos ရဲ့အသင်းကို3ဂိုးပြတ်နိုင်ထားတာကိုတွေ့ရမှာ။အဲ့တော့ဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ Northern Forest အသင်းနဲ့ဒါ Manchester City ကိုတန်းတက်လာပြီးခဲ့ရတာဒီနှစ်မှာတပွဲပဲနိုင်ထားတည်တယ်။ ဒါကျွန်တော်တောက်ရှော့တန်းတက်လာပြီးကဓာတ်ပွဲမှာဒါမန်ချက်စတာစီးတီးကိုမနိုင်တာ။ဂျာတာမှာဓာတ်ပွဲသေးကြတယ်။မန်ချက်စတာစီးတီးအသင်းကပဲ၄ကောင်နိုင်ထားတယ်။အဲ့တော့ပြောစင်တာကနော်တာဖွဲ့စင်သူ့ဘာသူဘယ်သင်းနဲ့တွေ့ဘလောက်ကောင်းကောင်းဒါစီးတီးနဲ့တွေ့ပြီဆိုရင်တော့အမြဲတမ်းတိုင်ပတ်တဲ့အသင်းတွေတသင်းဆိုတာကတော့ငင်းစရာမလိုဘူးပေါ့။အဲ့တော့ဒီနေ့ပွဲစမှာဒါစီမီဖိုင်နယ်ဖြစ်တော့ကြောင့်မို့ဒါဂွာဒီယိုလာအတွက်ပိုပြီးအရေးပါမယ်လို့မြင်တယ်။ဂွာဒီယိုလာအသင်းဘလောက်တိုင်ပတ်ပတ်အခုလက်ရှိဒါကျွန်တော်ချန်ပါကျွန်တော်ဖလတ်လုံးရဖို့အတွက်တာဆူနေသေးဖြစ်တယ်။ပြီးရင်ဒါကျွန်တော်ပရီးမီးယားလိမာဆိုလဲ သူများရဲ့တိုင်ပတ်တဲ့အသင်းနဲ့ Guardiola တိုင်ပတ်တဲ့အသင်းက level ရတော်တော်လေးကို qual လို့မြင်တယ်အဲ့တော့ဒီနေ့ပုံမှန်က Manchester City ကဒီပွဲမတိုင်ခင်မှာဒါတော့ရှောင်းတိုင်ပွဲရထားတယ် City အသင်းကခုလက်ရှိမှာ track record ရဆောက်ရမ်းကောင်းနေတဲ့အနေအထားမှာရှိတယ်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲထိနိုင်ထားပြီးတော့ဂိုးပြတ်တွေကြီးပွဲကိုနိုင်ထားတဲ့ပွဲစဉ်က၄ပွဲထိရှိလာခဲ့တယ်တော်တော်လေးကိုကောင်းတယ်ဥစားဒါ City အသင်းနဲ့ United အသင်းကိုတည်ကြခဲ့တဲ့ပွဲစဉ်ကလည်းလို့လက်ရှိမှာပြန်ကြည့်အောင် Leicester ကို၂ဂိုးပြတ်နိုင်ထားတယ် Crystal Palace ကို၅ဂိုး၂ဂိုးဆိုရရလည်းဂိုးပြတ်နိုင်ထားတယ်ဒါကြောင့် Everton ကို2-1 2-0နဲ့နိုင်တယ်အစွန်ဗလာအသင်းကိုလည်းကျွန်တော်တို့ချင်းမြောင်းနဲ့ရရဖြစ်တဲ့ ရဲ့2-1ဆိုတဲ့ရလနိုင်တယ်ဘယ်လိုပဲပြန်ကြည့်ကြည့်ပြလက်ရှိမှာဒါ Manchester City အသင်းကဒါကျွန်တော်နောက်ဆုံးပြိုင်ပွဲဆုံး5ပွဲမှာရလတ်တွေအားဖြင့်စောက်ရန်စောက်ရန်စောက်ရန်ကောင်းနေတယ်အဲ့တော့တစ်ဖက်ကတော့ Northern Forest ကရှင်းနေပြစပါရဲ့အိမ်ကမှ2-1ဆိုတဲ့ရလနိုင်သွားခဲ့တယ်အဲ့ဒီပွဲစဉ်မှာဒါစပါပရိသတ်တယောက်အနေနဲ့ကျွန်တော်ပြောရအောင်ဆိုရင် Northern Forest အနေနဲ့ခြေကောင်းလို့နိုင်သွားတာမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ကန်ကောင်းပြီးနိုင်သွားတယ်ဆိုတဲ့ပုံစံမျိုးပူပေါက်တယ်ဘာလို့လဲစပါသင်းနဲ့ဒါကျွန်တော်ဒုတိယပိုင်းမှာဖိတယ်လို့မှဒါကျွန်တော်ဂိုးသမားကောင်းတာတဲ့ကြောင့်ဒါကျွန်တော် goal line ပေါ်ရှင်းပြရှင်းရှင်းပြဖို့ရှင်း ဂိုးလိုက်ပေါ်ရှင်းနိုင်ခဲ့လို့ဒါတော်တော်လေးပဲဒါကလည်းပြန်စဉ်းစားကြည့်မယ်ဇူရီယာဘိုင်းမှာဆိုရင်စပါအသင်းကတော့အမှဒါကျွန်တော်ကစားကွက်အများကြီးပူကောင်းခဲ့ပြီးနော်တန်ဖော့စ်ကို9မီလီတောင်ဖြစ်ခဲ့တယ်အဲ့တော့ ပြောချင်တာကလက်ရှိမှာဒါကျွန်တော်ကိုယ့်အသင်းကောင်းကြောင့်ကိုယ်အမွတ်တင်နေဆိုရတဲ့ဒါလက်ရှိမှာ Manchester City အသင်းအနေနဲ့လက်ရှိဒါကျွန်တော်တို့အဲ Northern Forest ကို9-9နဲ့ဆိုတော့ပြပြတာ9နဲ့ဆိုတော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ Manchester City အသင်းကသူတို့ရဲ့အဓိကကစားသမားတော်တော်များများဆက်လက်ပြီးတန်းရနေစေဖြစ်တယ် Ederson ဂူသမားနေရာမှာဒါကျွန်တော်တို့လွဲချော်ဦးမယ် Haaland ဆက်လက်ပြီးလွဲချော်မယ် John Stones နေတဲ့ Aki Rudri ဆက်လက်ပြီးလွဲချော်မယ်လို့ကြည့်ရတယ်မှာပါ Kola Haaland ရဲ့ Rudri တယောက်ကလက်ရှိမှာအကယ်၍ဒါကျွန်တော် Manchester City ဒါ Champions League Final ဆိုရအောင် ့ FA Black Final ကတိုက်လန်းခဲ့မယ်ဆိုရင်တော့ FA Black Final မှာ Rudy တယောက်ပြန်ပါလာနိုင်မယ်ဆိုတဲ့ကောလာဟာလာဒီပါထွက်နေတာကိုတွေ့ရမယ်။တစ်ဖက်ကတော့ဒါကျွန်တော်တို့ Northern Force ရဲ့အသင်းရဲ့ဒါကျွန်တော်တို့အဓိကကစားသမားတော်တော်များဒီနေ့ပုံစံပါ100% fit ဖြစ်နေတယ်။ဒါကျွန်တော်အရင်ကစားသမားဖြစ်တဲ့ Jota Silva တယောက်ကလွင့်ကျွန်တော်လူတွေအကုန်လုံးကဒါကျွန်တော် fully fit ဖြစ်နေလို့သိရတယ်မှာပါ။အဲ့တော့ပြောချင်တာကတော့ကျွန်တော် Northern Force အသင်းနဲ့ဒီနေ့ပုံစံမှာသူတို့ရဲ့ကစားသမားအကုန်လုံး ready ပဲဖြစ်နေတယ်။သူတို့ရဲ့ fullback ကစားသမားဖြစ်တဲ့ Tofolo တို့ဒါကျွန်တော် Aina တို့ဒါအဓိကခံစားသမားဖြစ်တဲ့ Marilo တို့ Milan Kandrovic တို့ဒါကျွန်တော်တော်တော်လေးကိုကြည့်ကောင်းတယ်။အဲ့တော့ ဒီနေ့မှာက Manchester City အသင်းနဲ့လာမယ့်နေရာဒီမှာခေါ်ယူဖို့အတွက်ရေပန်းစားနေတဲ့ကစားသမားတို့အသင်းကိုဒုက္ခပေးနိုင်မလား မော်ဂန်ဂေးဖွဲ့ဖြစ်တယ်မော်ဂန်ဂေးဖွဲ့ကိုလာမယ့်နေရာဒီမှာမန်ချက်စတာစီးတီးတင်တဲ့တန်တရာလောက်တီတောင်တုံးသွားပြီးခေါ်ယူဖို့အတွက်ပြင်ဆင်နေပြီးဖြစ်ပြီးတော့မော်ဂန်ဂေးဖွဲ့ကစားသမားကိုနိုင်ကလည်းစီးတီးအသင်းကိုပြောင်းကျင်စိတ်ရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်အဲမော်ဂန်ဂေးဖွဲ့အနေနဲ့အခုလက်ရှိဒါကျွန်တော်ခြေစွမ်းနေရတကယ်ကိုစီးတီးအသင်းရဲ့စိတ်ဝင်စားမှုကထိုက်တန်နေတယ်မှာပါတယ်လက်ရှိ Netherlands Force အသင်းနဲ့တန်းတက်လာပြီးခဲ့တာကျွန်တဲ့ကစားသမားတွေဒါအနေနဲ့တက်ချက်ရှိရင် ရှိမယ်ဂေးဖွဲ့ရဲ့ဒါကျွန်တော်တို့ခြေစွမ်းပြမှုကတော့ပွဲတိုင်းမှာအမြဲတမ်း100%ပေးဆက်နေမှုအမြဲတမ်းတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိ ည့်အနေထားရပြောရမယ်ဆိုရင်ဒါ Manchester United အသင်းအနေနဲ့ဒါကြောင့်ဆို Manchester United Manchester City အသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကမတ်ဆွင်းပွဲစဉ်ပွဲဖြစ်တယ်အဲ့တော့နောက်နောက်ပွဲစဉ်မှာဒါ Manchester City အသင်းကိုကြည့်မယ်ဆိုရင်ဒါ Kansas City မှာဒါ ဂိုးလေးတွေဒါကျွန်တော်ပုံမှန်ပြန်ပြီးလာတာမှန်တယ်ကြက်ပြန်ကြည့်အောင်မန်ချက်စတာအသင်းနဲ့နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဂိုးပေးခဲ့ရတဲ့ပွဲစဉ်က၂ပွဲပဲရှိခဲ့ပြီးတော့ဗီလာနဲ့ခရစ်စတယ်ပေးလစ်နဲ့ပွဲစဉ်ကလွှင့်ကျန်တဲ့ပွဲစဉ်မှာခန်စစ်အပီတိုလီကို strong ဖြစ်လာတယ်အဲ့တော့ဒါ back wall like ခန်စစ်ကိုသူတွေ့သွားပြီလားဘုနော်နောက်ပိုင်းဆိုတော့သူကြည့်ရင်ဒါကျွန်တော် DS နဲ့ Cavani ကိုဆန်နာဘက် pairing တုံးတယ်ပြီးရင်ဒါ fullback နေရာမှာဒါကျွန်တော် O'Reilly နဲ့ဒါကျွန်တော်တို့ Matthew ရဲ့ Nunez ကိုတုံးတာတွေ့ရမှာအဲ့တော့ဒီနေရာမှာမဖြစ်မနေကျွန်တော်အရန်ချီးကျင်တာ O'Reilly ပဲ O'Reilly နေနဲ့အခုလက်ရှိမှာဒါကျွန်တော် Rico Lewis တို့ဘာလို့တက်စားအများကြီးပူသဘောကြတယ် ဒီ valley အနေနဲ့တော့ကျွန်တော် overlap ကိုကောင်းကောင်းလုပ်နိုင်တယ်ဒီ သူ့ရဲ့အားသာချက်က O'Reilly အားသာချက်ကဘာလဲဒီလား तू ကတိုက်စစ်ကြီးပဲလိုက်နေတာမဟုတ်ဘဲနဲ့ခံစစ်မှာပါ O'Reilly အနေနဲ့အမြင်နဲ့တော့ကျွန်တော်တို့တစ်ဖက်ရဲ့တောင်ပံတွေကိုတားဆီးပြနိုင်ခဲ့တယ်ဒါကျွန်တော် O'Reilly ဒါကျွန်တော် Fullback အနေနဲ့ပွဲထွက်လာတဲ့ပွဲစဉ်တွေမှာဒါကျွန်တော်တို့ဒီတောင်ပံတွေကို O'Reilly အနေနဲ့အကောင်းဆုံးတာဝန်ယူပြီးတော့လုပ်ပြနိုင်ပြီးတော့ O'Reilly ပါပြီဆိုရင်သူ့ရဲ့တောင်ပံတွေကနောက်တစ်ဆင့်မြင့်မြင့်သွားဥပမာလက်ရှိမှာဒီနေရာမှာဒါကျွန်တော်တို့ left wing နေရာမှာဒါဒိုကူပဲကစားစားဘဒူပဲကစားကစားကစားတဲ့ကစားသမား O'Reilly နောက်က overlap line လုပ်ပြီးနိုင်အောင်ဒီကစားသမားကနောက်လဲလုံနေရွှေ့လဲလုံနေဆိုတော့ပုံစံဖြစ်သွားအဲ့တော့ O'Reilly ကလက်ရှိလာမဲ့တာကျွန်တော်တို့ Manchester City အသစ်အတွက်တကယ်ကိုဒါ up and coming ကစားသမားတစ်ယောက်ဖြစ်လာနိုင်မယ်။ ပြီးတော့ Kevin De Bruyne ဘက်ပြန်ကြည့်အောင် Kevin De Bruyne နဲ့လက်ရှိဒီနေ့ပွဲစဉ်ကဒါကြောင့်တစ်ဖြည်းနဲ့တစ်ဖြည်းသူ့ရဲ့ဒါ Manchester City အသင်းရဲ့ယာဒီပိတ်မှာဒါနောက်ဆုံးဖလားတစ်လုံးနဲ့ဒါကျွန်တော်တို့သူ့နဲ့ယာဒီပိတ်သွားဖို့အတွက်ပြင်ဆင်သွားမယ်လို့မြင်တယ်။ Kevin De Bruyne ရဲ့လက်ရှိမှာဒါ Kola Hala တွေရောတကယ်တမ်းတင်းနေရဆို Kevin De Bruyne ကိုလက်ရှိမှာ Manchester City အသင်းအနေနဲ့ဒါလာမယ့်ယာဒီမတိုင်ခင်မှာသူ့ရဲ့ရုပ်ထုကြီးကို Manchester City ရဲ့အိမ်ဝင်ဖြစ်တဲ့ at the head မှာဒါ Bernardo Silva Vincent Kompany တို့နဲ့အတူစာချုပ်ကဆိုကျွန်တော်တို့ဒါ ိုကွင်းမှာဒါကြောင့်သူ့ရဲ့ရုပ်ထုကြီးအကြီးလို့သွားဖို့ရှိတယ်။တကယ်လည်းပြဿနာကြီးရင် Kevin De Bruyne ကဒီ Manchester City ရဲ့နောက်ပိုင်းဒါ culture တခုမှာအရေးပါဆုံးကစားသမားတစ်ယောက်ဆိုညင်းစရာအောင်မလို့ Trevor Suma လည်းဒါကျွန်တော်တို့ Kevin De Bruyne ပါတယ်။ Hoa Ma ဆိုလည်း Kevin De Bruyne ပါ၊ Diarra ဆိုလည်း Kevin De Bruyne ပါတယ်။နေရာတိုင်း Kevin De Bruyne ပါတယ်ကြောင့် Kevin De Bruyne ကိုရုပ်ထုထူရဆိုတော့တိတ်ပြီးမထူးဆန်းအောင်ဒါပေမဲ့လက်ရှိမှာ food mob food mob ဆိုလို့ဆိုရခဏမေးလိုက်ဒါ live scroll ဆိုရခဏမေးလိုက်တကယ်တည်းအရေးကြီးလို့ဆိုကျွန်တော်ခင်ဗျားတို့ပြောရမယ်ဆိုတော့ Uma Ma Mosh ပဲ။ Uma Ma Mosh ရခုနောက်ပိုင်းမှာဒါကျွန်တော်တို့တစ်ဖက်ရဲ့ကစားသမားတွေကိုဒါကျွန်တော်တို့ အဲပြန်ပြီးတော့ဒါစချေကစီးတဲ့6ကစီးတဲ့မှာသူ့အနေနဲ့ဆွဲထုတ်ပြီးသွားနိုင်တာတော့ဘာလို့တော်တော်လေးကိုကောင်းနေ။ Oh mama motion အနေနဲ့ဒါတကယ်တမ်းပြန်စစ်သားမယ်။ဟူလီရဲ့ Everest လို့မျိုးဒါကျွန်တော်တို့ drive line goal ပုံစံမျိုးတွေးနေဆိုတာနဲ့သူ့အနေနဲ့ သူက hybrid ပုံစံမျိုးပုံစံနေဗျာလာ force 9ပုံစံမျိုးဆိုပေဒီ default 9ကိုဒွန်းတတ်တယ်။ ਉਮਾ မမမူနေတာ awake layer ရယ် nick layer ရယ်ကျွန်တော်ဒါ blue ပြည့် ਉਮਾ မမမူကတော်တော်လေးကိုကောင်းတယ်။အဲ့တော့လက်ရှိမှာ ਉਮਾ မမမူကိုဒါကျွန်တော် city တရား city အသင်းရလိုက်တာတော်တော်လေးကိုကောင်းတယ်လို့မြင်တယ်။ဒါပေမဲ့ကျွန်တော်အမြင်မှာပြောမှာဆို ਉਮਾ မမမူနဲ့ဟာလန်နဲ့တွဲလို့ကတိတ်မလွဲလောက်။ဒါပေမဲ့ဒါကျွန်တော် quality လာလွတ်လွတ်ရတယ်လို့မြင်တယ်။ဒါပေမဲ့ လက်ရှိမှာအိုဘားမာမော့စကိုဒါကျွန်တော်တို့ဒါလုံးစထရိုက်ကာဒါမို့လုံးစင်တာဖောကမှာဒါသူ့ရဲ့တောင်ပန်တစ်ချက်ကိုဒါဥပမာစင်တာဖောကထားပြီးသူ့ရဲ့တောင်ပန်ကိုဒါကျွန်တော် inside forward ပုံစံမျိုးလုပ်ပြီးတော့အိုဘားမာမော့စကိုဒါ force ပုံစံမျိုးဆော့မယ်ဆိုမစိုးဒါပေမဲ့ဒီနေ့ပုံစံမှာတစ်ချက်ကြည့်ရမှာတစ်ဖက်ရဲ့ဒါကျွန်တော် counter pressing နေပဲ Hudson Odoi Allen ကဒါကျွန်တော် Chris Wood ရဲ့ဒါကျွန်တော် counter pressing တစ်ချက်ကြည့်ရမှာအဓိကကတော့ဒါကျွန်တော်တို့ Hudson Odoi နဲ့ Allen ကတို့အဆူအဓိကက Allen ကပေါ့နော် Allen ကနေနဲ့ခုနောက်ပိုင်းပုံစံမှာတကယ်ချီးစွမ်းပြလာခဲ့တယ် Allen က Morgan Gibbs White ရဲ့ဒါကျွန်တော်အဆူကတော်တော်လေးကိုမစိုးလို့ပြောလိုက်လက်ရှိမှာဒါကျွန်တော် Premier League မှာ underrated ဖြစ် တဲ့ကွင်းလယ်ကဒါဒီကွင်းလယ်လို့ပြောလိုက်ရယ် Elliot Anderson Gibbs White Dominicus Dominicus က DM ကိုတာဝန်ယူတယ် Elliot Anderson CM ကိုတာဝန်ယူတယ် AM နေရာမှာဒါကျွန်တော် Morgan Gibbs White ကိုတာဝန်ယူတယ်အဲ့တော့ဒီကွင်းလယ်က perfectly balanced လက်ရှိမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်လက်ရှိဒီနေ့တစ်ဖက်ကဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာအဓိကဒါ ထိုးနှက်မှုတခုတည်းတိုက်ပွဲဝင်ရမှာခံစစ်ပိုင်းနဲ့တိုက်စစ်ပိုင်းပဲဟိုဆိုကိုကွင်းလယ်ပိုင်းပဲအဲ့တိုက်စစ်ကကျွန်တော်နေနှစ်သိန်းလောက်ကသူ့လို့သူ့လို့သွားမှာပဲကွင်းလယ်ပိုင်းနဲ့ကခံစစ်ပိုင်းနှစ်ခုရှင်ပြန်သွားမလို့မြင်တယ်တဖက်ကခံစစ်ကလက်ရှိမှာဒါမရီလိုနဲ့မီလီကန်ဒိုဗေးရဲ့ဒါကခံစစ်ကလည်းနှစ်ပိုင်းပွဲစဉ်မှာဂိုးတွေဒါအရင်တော့ထပ်ပိုပြီးများများပေးလာခဲ့ဒါပေမဲ့ဂိုးတွေပေးရခဲ့သူ့ဂိုးပေးတာကသူများသိနေရှင်မသိမပေးရဘူးဒါမဲ့ဒီနေ့ပွဲစဉ်ကဆင်းဖိုင်နဲ့ဖြစ်တဲ့ကြောင့်မစီဒီတင်းကလည်းအသေးလေးယုံပြမှာပဲ။ Northern Forest ကလက်ရှိမှာဒါဖလားတွေနဲ့ဝေးကွာတာကြာပြီဖြစ်ကြောင့်ဒါဖလားလူချင်းနဲ့စိတ်နဲ့ပဲအသေးကျယုံမယ်။အဲ့တော့ယုံကြံမှုတွေနဲ့ပြေဝနေပဲပွဲတ ပွဲကိုကျွန်တော်တို့အကုန်လုံးအတူတူကြည့်ရမယ်ဒီဝက်စင်ကမြန်မာဆန်တော်ချင်းဒါကျွန်တော်တို့ဆယ်နာရီတို့မှာဒါတစ်ဖက်ကလစ်ဗာပူးနဲ့ဒါကျွန်တော်တို့တော်တန်ဟော့စပါတဲ့တစ်ချိန်နဲ့လာမယ်ပွဲစဉ်ဖြစ်ပါတယ်ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4 တို့မှာကြည့်လို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မပေးကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးလက်ကလစ်ဖို့မပေးကြပါနဲ့များများကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြည့်လို့ပါတယ်ကောင်းမွန်သော ်နေနေဖြစ်ပါစုမငောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC2 ကြရပေါ့အားလုံးမကြွတူပါနဲ့ကျွန်တော်တော့ကုန်ပြီပေါ့ဗျတိပေါ့ပါ